အလုံးရှိုံနဲ့ငွေကြေးဆိုင်အလုံးကြီးဆွေးချမှုရှိလားအလုံးဝမင်းလာပါတလောကစင်ကွားမိတ်ဆွေတယောက်နဲ့ကျွန်တော်စကားပြောပြတယ်စကားပြောပြတော့အဲသူကမျက်မှောက်ကြီးပြန်လာတော့မယ်ပေါ့နော်အာဘလို့ဖြစ်လို့လဲဟိုမှာအလုံးမကောင်းလို့လာဘူးအဲမဟုတ်ဘူးရတယ်အလုံးကတော့ကောင်းတယ်ဒါပေမဲ့ तू ကိုယ်ဝန်စီဝိုင်းလှုပ်ချင်တဲ့စိတ်တော်တော်ရှိလာတယ်ပေါ့နော်ကိုယ်ဝန်စီဝိုင်းလှုပ်မှလုံဝန်းတစ်ခုတော့ तू စမှာရမယ်ဆိုပြီး तू ပြောတယ်တကယ် तू အသက်က 33လောက်ပဲရှိသေးတယ်။သူကလက်ရှိလောက်ကလည်းဝင်ဝင်ကောင်းတယ်။သူ့မှာသူဒီမှာဆယ်စုနှစ်တခုလောက်ရှိပေါ့နော်သူလှုပ်လာတာ။အခုဆိုရင်သူ့မှာကိုပိုင်အင်ရှိတယ်၊ကားရှိတယ်၊နောက်စုဆောင်းထားတဲ့ငွေကြေးပမာဏတခုရှိတယ်ပေါ့နော်။အဲဒါမဲ့သူစဉ်းစားတာကအသူအနေနဲ့ဒီလောက်ကနေဒီတောက်လျှောက်ဆက်လုံနေလဲသူပုံမှန်ဝင်ဝင်ရတော့လစားတော့ရနေပေါ့။ဒါမဲ့သူအလုံးမလုံးနိုင်တဲ့တနေ့အဲသူအလုံးနာရတဲ့တနေ့နောက်ဆုံးကျမ်းမာရေးရပဲဖြစ်ဖြစ်သူအလုံးပြုတ်သွားတယ်လုံနာရတယ်ဆိုရင်သူ့ဝင်ဝင်လည်းရက်သွားမယ်ဆိုပြီးတော့ ဒါသူပြောတယ်ပေါ့နော်ပြောတယ်ဆိုတော့ဒါဒီနောက်ပိုင်းကျွန်တော် သတိထားကြည့်တော့ဒီလိုဒီ30နဲ့40ကြာအသက်အရွယ်တော်တော်များများဒါမိတ်ဆွေတော်တော်များများဒီလိုပြောတာတာလေးတွေကျွန်တော်သတိထားမိတယ်တချို့ဆိုရှိတယ်မိတ်ဆွေတဲ့မှာအဲဒီလောက်မှာလုံနေတယ်ဝင်ဝေကောင်းတယ်ဒါမဲ့ तू တိတ်မပြော့မပြော့ခံစားမှုတိတ်မကောင်းတော့သူ့မှာဒီ pressure တချို့ရှိလာတယ်ဘာလဲဆိုတော့တချို့သူ ਨੇ တက်တူရွယ်တူတွေကိုယ်ဝင်လုံးကနေစနေတယ်အဲတချို့အရှင်ရစင်းတလောက်ရတယ်ဒါ तू အားကြတယ်တချို့အဲသူ့ရဲ့ကိုယ်ဝင်လုပ်ငန်းနဲ့ တကယ်ဝင်ဝယ်လည်းကောင်းလာတော့ကားတွေပါတီစီးလာပြီတချို့ကိုယ်ပိုင်အင်ရှိလာပြီဒါတွေလည်းသူသဘောကျရတာပေါ့နော်တချို့ဆိုရင်ဒါ investment တွေလောက်လာပြီဒီ passive ပင်ငန်းတွေပါတယ်ရလာပြီဟို investor တယောက်နေနဲ့အဘလို့လုံးမလဲစသဖြင့်တချို့ဆိုရင်ဒီ financial freedom financial independence ကိစ္စတော်တော်များများဆွေးနွေးလာပြီပေါ့နော်ဆိုတော့ဒါဒီလိုတိုက်ရမှာဒါအများစုကဖြတ်တက်တယ်ပေါ့နော်အများစုကဖြတ်တက်တယ်ဆိုတော့တကယ်လည်းဟုတ်ပါတယ်ကျွန်တော်တို့က professional တယောက်အနေနဲ့ရက်တည်တာလဲဘောကမှကျွန်တော်တို့ဒီအလုံးနဲ့ပတ်သက်ရင်တော့ဆက်ဆိုင်ကျင်တော့ ီ professional အနေနဲ့ကျွန်တော်ကွန်းနန်းနေနဲ့ပဲစားတယ်ဒါပေမဲ့တကယ်တကယ်ကျွန်တော်တို့အသက်အရွယ်တစ်ခုရောက်လာပြီ level တစ်ခုရောက်လာပြီဆိုတော့ကျွန်တော်ဒိုင်းနဲ့တစ်ပလုံးရက်တိလို့မရတစ်ပလုံးရက်တိလို့မရအောင်ဆိုတော့ professional လောက်တယ်ကျွန်တော်ဒီကနေအလားစာရတယ်ဝင်ငွေရတယ်ကျွန်တော်မှဒီ financial literacy အလောက်မလို့ဒီ risk တွေပါတယ်ကျွန်တော်စွန့်စားမှုအလောက်မလို့ဘောနော်ကျွန်တော်အချိန်တန်သူအလောက်လောက်တဲ့အချိန်တန်သူဒီလားစာရမဝင်ငွေရဒါမဲ့ဘာဖြစ်လဲဆိုတော့အသူရလားစာဝင်ငွေဒီအကန့်အသတ်ရှိတယ်နောက်ထပ်အရာစရာသူ့မှာတိတ်မရှိဘောနော်ဒီလားစာပဲသူပုံမှန်ရတယ် အဲနောက်တစ်ခုကအထူးသဖြင့်တော့ကျွန်တော်ခုနပြောခဲ့တဲ့သူအလောက်ကနားရတဲ့ဒီနေ့အလောက်ပြုတ်သွားတဲ့ဒီနေ့သူ့မှာဝင်ငွေဒါရက်သွားနိုင်တယ်ပေါ့ရက်သွားနိုင်သူဘာနဲ့ဆက်ပြီးရက်တည်မလဲဒါကြောင့်မို့ကျွန်တော်တို့ကဒီအလောက်တစ်ခုတဲ့ပုံမှာရက်တည်လို့မရအောင်ကိုယ့်ရဲ့ဒီ job security ကျွန်တော်တို့ကဒီ financial security ကိုမဖန်တီးပေးနိုင်အလောက်ရှိတယ်ဝင်ငွေတော့ရတယ်ဒါပေမဲ့ငွေကြေးဆိုင်ရာလုံခြုံစိတ်ချမှုစီအလောက်မရှိဘူးပေါ့နော်ဒါကြောင့်ဘာရေးကြည့်လဲဆိုကျွန်တော်တို့အလောက်မရှိလဲပဲအလောက်ပြုတ်သွားလဲပဲကျွန်တော်တို့မှာဒီဝင်ငွေ ာမခံချက်တစ်ခုရှိဖို့ရည်ကြီးတယ်အဲ့တော့ဆိုကျွန်တော်ဘာလို့လဲဆိုရင်ဒီလောက်ကနေပြီးတော့ဒီ active ပင်ခံရနေတာတခုတည်းနဲ့မဟုတ်ဘူးနဲ့နောက်ထပ်ကျွန်တော်တို့ဒီ passive ပင်ခံနေကျွန်တော်တို့အလုံးမလုံးထဲထဲဝင်အလုံးမလုံးလည်းပဲရတဲ့ဝင်ကုန်မျိုးကျွန်တော်မှာ find တာဖို့ရည်ကြီးတယ်ဆိုတော့အဲ့ဘက်ကကျွန်တော်အကြံဉာဏ်ပဲနှစ်မျိုးပဲကိုယ်ပိုင်လုပ်ငန်းလုပ်ရင်လုံးမလုပ်လို့ရှိရင်ကျွန်တော်တို့က investment လုပ် investor လုပ်ကိုယ်ပိုင်လုပ်ငန်းလုပ်ရှင်ကိုယ်ပိုင်လုပ်ငန်းလုပ်တယ်ဆိုခင်ဗျားဒီလောက်မှဝန်ထမ်းလုပ်ပြီးဆက်လုပ်နေတယ်ဘာအဲ့လောက်မှလွယ်ကိုယ်ပိုင်လုပ်ငန်းတစ်ခုကျွန်တော်တို့ ီအချိန်ဟုံးနဲ့တွန်းဖို့ကကျွန်တော်တို့ကဒီဒီလုပ်ကြီးမှာဆက်လုပ်နေပြီးတော့ကိုယ့်ရဲ့ဟိုဘက်ကလုပ်ငန်းကို run ဖို့ဆိုတော့မဖြစ်နိုင်အဲ့တော့ဒီလောက်ကနေတန်နိုင်လို့ရှိရင်ဒီလောက်ကနေကျွန်တော်တို့ထွက်မယ်နားမယ်ပြီးရင်ကျွန်တော်တို့ဒီလုပ်ငန်းတစ်ခုထောက်မယ်ကိုယ့်ရဲ့ team နဲ့ကျွန်တော်လက်ပတ်မယ်ပေါ့ဒါတော့ option တစ်ခုပေါ့ now option တစ်ခုကထားပါတော့ကျွန်တော်ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့အတွက်အရင်နေ့မရှိလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်လုပ်ငန်းလုပ်ဖို့တော့ကိုယ်မှာအယုံကြည်မှုမရှိသေးလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ်ကကိုယ်ပိုင်လုပ်ငန်းလုပ်နိုင်လောက်တဲ့အခြေအသေးကိုယ်မှာမရှိသေးလို့ပဲကိုယ်ခိုင်လို့ပဲဖြစ်ဖြစ်ပေါ့နော် ာလုပ်လို့ရလဲကျွန်တော် investment တွေလုပ်လို့ရတယ် investor လုပ်လို့ရတယ်ဒီဝန်ထမ်းလုပ်ကိုလည်းကိုဆက်လုပ်မယ်တစ်ဖက်မှာလည်းကျွန်တော် investment တွေလုပ်လို့ရတယ်ဒါဆိုရင်ကျွန်တော်တို့ကထားပါတော့ဒီလောက်ကနေပြီးတော့ပုံမှန်ဝင်ငွေရမယ်တစ်ဖက်မှာကျွန်တော်တို့ဒီ investment ကနေပြီးတော့ဝင်ငွေလိုက်ရမယ်ဒါဒီဝင်ငွေလမ်းကြောင်းတွေလည်းကျွန်တော်အများကြီးဖြစ်လာနိုင်တယ်နောက်တစ်ခုကဒီအလုပ်မှာကျွန်တော်မသေးကြဘူးဒီနောက်ပိုင်းမှာရပို့ပြီးတော့တည်တာရတယ်ကျွန်တော်တို့ဒီအလုပ်ထွက်ရတာလေအလုပ်နားရတယ်ပုံများလာတယ်ခက်က မသေးချာမရမှုတွေပုံများလာလုပ်ငန်းတွေလည်းသိအခြေအနေမကောင်းဒီချိန်မှာအလုပ်ပြုတ်သွားတဲ့လူတွေရှိတယ်တချို့ဝင်ဝင်အ short ခံရတာရှိတယ်လုပ်ငန်းတွေကိုယ်တိုင်လည်းဒါအများစုကြက်တဲနေတဲ့အချိန်ဆိုတော့ပိုတိတာတယ်ဘောနော်ဆိုတော့ဒီလိုမသေးချာမရမှုများတဲ့အချိန်မှာကျွန်တော်တို့ဒီလိုတစ်ခုတည်းကျွန်တော်တို့ကမိခွေ implant အနေနဲ့များတယ်ဆိုတော့ဒီလိုမှကျွန်တော်ဆက်လုပ်ချင်းလုပ်လို့ရတယ်တစ်ခါမှကျွန်တော်တို့ဒီ investment တွေလုပ်ထားလို့ရတယ်ဘာ invest လုပ်လို့ရလဲဟို asset class တွေရှိတယ်ဗျာမတချို့လာလာမေးကြတာရှိတယ်ဘာတွေ invest လုပ်အောင်မလဲ asset class ကျွန်တော်တို့ချပြီးရေးကြည့်လို့ရတယ် မှတ်ထားပါတော့ကျွန်တော် stock မှာ investment လုပ်မလားဒါပြတော့ဘန်မှာအပ်တာတို့ကျွန်တော်တို့ကဒီ bond တွေပါတယ်မှာ invest လုပ်တာတို့ဒါကတော့အတုံးလုံးရတဲ့အတုံးလုံးအလောက်ထိသိမှာမများဘူးမှတ်ထားပါတော့ကိုကဒီ stock ကိုနားလဲတာပြည်တွင်းမှာတော့ကျွန်တော်တို့ stock investment ကအလောက် opportunity မရှိသေးဘူးကျွန်တော်တို့ listed company ကအစား ဆက်ခုတောင်မပြေသေးဘူးပေါ့နော်ရွေးချယ်စရာနည်းတယ်ကျွန်တော်တို့အဲ့ဒါပါလို့ဆိုတော့ international မှာကိုလောက်မလားလောက်တယ်ဆိုရင်လည်းကျွန်တော်တို့ကထဲထဲဝင်တကယ်နားလေတဲ့ဟိုမှာတချို့ training တွေပါတယ်သင်တန်းတွေပါတယ်တက်ပြီးတော့တကယ်ကျွမ်းကျင်တဲ့သူတွေနဲ့တိုင်ပင်ပြီးတော့ကျွန်တော်တို့ investment တွေလုပ်လို့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီတက်နိုင်တဲ့သူဝင်ဝေးကောင်းတဲ့သူဆိုရင်လည်းကျွန်တော်တို့ ancient မြေမှာယင်းနှမြုံနာမလားထားပါတော့ကျွန်တော်တို့ကဒီတိုက်ခန်းတစ်ခန်းဝယ်ထားတယ်ကျွန်တော်တို့လစဉ်ငှားတယ်ဒီကနေပြီးကျွန်တော်တို့ငှားကပုံမှာဝယ်နေမှာဝယ်နေမှာတချို့ဆိုရင်လည်းဒီတိုက်ခန်းထားပါတော့ကိုဝယ်ထားတဲ့ဈေးနှုန်းနဲ့ပို့ပြီး အရလာတယ်ဆိုရင်ကျွန်တော်ထောက်ရောက်လာရင်ဒီကနေပဲ capital gain အမြတ်လည်းရနိုင်တချို့ဆိုရင်ကျွန်တော်တို့ကမှာထားပါတော့နေမှာဒီကွန်ပစ္စည်းတွေကျွန်တော်တို့စပါးတွေပေးတွေဝယ်လောင်တယ်ပြင်ပြန်ရောင်းတယ်ဒါမျိုးတွေလည်းကျွန်တော်တို့ကလုပ်လို့ရတယ်တချို့ဆိုရင်ရွှေတို့ဒါကျွန်တော်စိတ်မှာတိတ်မလုပ်လို့ဒီကျင်းတို့ငွေတို့ဒါတွေလည်းကျွန်တော်တို့အများကြီးလုပ်လို့ရတယ်မှာတချို့ဆိုရင်ကျွန်တော်တို့ဒီ taxi တွေထောင်ထားတာရှိတယ်လာစဉ်ဒီကနေအုံနာကြီးကျွန်တော်တို့ပုံမှန်ပြန်ဝင်တာရှိတယ်အရေးကြီးတာဗျာကျွန်တော်အများအားပြောနေကြတဲ့အတိုင်းပဲတကယ်နားလေတဲ့ လုပ်ငန်းလည်းဖြစ်ဖို့လိုတယ်။နောက်ကိုလည်းလက်လန်းမိရမယ်။နောက်တစ်ခုကပါလဲဆိုတော့ကိုခုနကကိုလက်လန်းမိတယ်ကိုလည်းနားလေတယ်။ဒါပေမဲ့ဒီကသည်ဒီ opportunity တကယ်ရှိလားအလားလားတကယ်ကောင်းလား။ရှင်းလင်းပြောရရင်တော့ကျွန်တော်တို့တွက်ချစ်ကြရလားပေါ့နော်။ဒါပေတော့ဒီအိမ်ဝယ်လိုက်တယ်တိုက်ခန်းဝယ်လိုက်တယ်ဒီကငှားတယ်။ငှားကကခုနလိုဘန်တိုးလုံးမမရရင်လည်းကျွန်တော်တို့ဒါသည်တွက်ချစ်မကြိုက်ဘူး။ဒီလိုပဲကျွန်တော်တို့တက်စီကားဝယ်ထားတယ်ပြီးရင်ကျွန်တော်တို့ကဒီတက်စီထောင်လိုက်တယ်။အဲကျွန်တော်တို့ကဒီအငှားသမားနဲ့ဒီအငှားမောင်းနဲ့သူနဲ့တင်လိုက်တယ်။အခုရလာတဲ့ ဒီ owner ကြီးကကိုစိုက်ထားတဲ့ငွေနဲ့ဝယ်ထားတဲ့ငွေနဲ့ project ကရလာဖြစ်နေတဲ့ကျွန်တော်တို့အတုံးနှောင်းတယ်ပေါ့ဒါနဲ့ကျွန်တော်တို့ချိန်လို့ရတယ်ပေါ့နော်ဆိုတော့ပြန်ချုပ်ရရင်တော့ကျွန်တော်တို့ဒီအသက်ရွယ်တစ်ခုရောက်လာတဲ့ချိန်မှာဒီဝင်ငွေတစ်ခုနော်အလုပ်တစ်ခုတည်းမှာမိကိုယ်တိုင်နဲ့စာရင်ကျွန်တော်တို့နောက်ထပ်နောက်ထပ်ဝင်ငွေလမ်းကြောင်းတွေအထူးသဖြင့်တော့ကျွန်တော်တို့ဒီ passive income stream တွေအဲကျွန်တော်တို့ဖန်တီးထားဖို့လိုတယ်အဲ့တော့ကိုကျွန်တော်တို့စီးပွားရေးပဲလုပ်လို့ investment ပဲလုပ်လို့ဒါကိုယ့်အတွက်ကိုယ်နဲ့ကိုက်ညီတဲ့ဒီ income stream ပေါ့နော်ဒါကိုကျွန်တော်တို့တိဆောက်ထားဖို့ရည်ကြည်ပါငွေကြေးနဲ့ပတ်သက်လို့ထက်ထက်ဝင်ဖတ်ရှုလေ့လာခြင်းတော့ကျွန်တော်ရဲ့ master your money စာအုပ်မှာဖတ်ရှုလေ့လာလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်